Champion League မှာ All English Final မြင်ရအောင်မလားအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုအန်ပါကိုအန် Sport ကနေကြိုးဆိုပါတယ်လက်ရှိရသည့် Champion League League Face ပွဲစဉ်နှင့်အပြီးမှာ Champion League ရုံလုံးပို့ပြီးတော့မြင်လာပြီ Premier League သင်း6သင်းထဲမှာ Arsenal ကရာနှုန်းမြင့်နိုင်ပွဲရပြီးတော့အောင်ပွဲဆင်နေပါတယ် Man City နဲ့ Spurs က၄မှတ် Newcastle Chelsea နဲ့ Liverpool တို့က၃မှတ်စီရထားကြပါတယ် Premier League အသင်းတွေလက်ရှိရသည်မှာအင်အားအများဆုံးဝင်ရောက်ရှင်းပြနေတာပါ ပြီးကြတဲ့ရာသီကစတင်တဲ့အသွင်သစ်လီးပြိုင်ပွဲပုံစံချန်ပီယံလိကြောက်ပွဲတွေပို့ပြီးတော့ဖောင်းပွားလာပါတယ်။ဒါပေမဲ့ချိန်တွေမှာပဲထိပ်သီးအသင်းတွေထိတိုက်တွေ့တဲ့ပွဲတွေကိုအစောပိုင်းအစမှာပဲခန်းစားခွင့်ရတာနှစ်သက်စရာပါ။ချန်ပီယံလိနဲ့ပတ်သက်ရင်ခုန်သားပဲဒုံးကမှတွေးမေးသွားဘူး။ဟိုးရင်အတိတ်ဘောလုံးပွဲပြတဲ့ရုံမှာလူတွေရဲ့အော်တန်ကြားတဲ့ရင်ခုန်ခဲ့ရကနေခုဆိုရင်တကိုးကြီးစားအခန်းချင်းနဲ့အော်ဟေးရင်မောရတဲ့လူနေမှု ပုံစံခြားနာသွားခဲ့ပြီမယ်။ချန်ပီယံလိဆိုရင်ကျွန်တော်တို့တွေးတွေနှွေးနေစေပါ။ မမီပါသေးတဲ့နာကင်းနေရက်တွေရန်ကွာပြက်စီးတွေကြားတဲ့အသက်20ရွယ်လူငယ်လေးဟာအသေးကွဲဒဏ်ရာကြောင့်လမ်းပြောင်းနေတယ်။ကပားရဲ့တချင်းစာသားလိုရန်ကုန်မြို့ရဲလမ်းတွေရှောင်းရင်းလမ်းတွေပြောင်းနေခဲ့ပေါ့။ဘော်ဒါရီနဲ့လွတ်လပ်စွာစီးမျောနေကြပီတူးကင်းဆိုင်လေးဟာနာကင်းကြောင့်အပြားမိသွားတယ်။အရင်လိုနေရှိသွင်းညာရှိသွင်းပီတူးဆိုင်လေးတွေပေါ့ပါပါစီးဆင်းလို့မရတော့ဘူး။အဲ့ဒီနာကင်း2008မေလထဲမှာချန်ပီယံလိဖိုင်နယ်ကမြူဆွဲခဲ့တယ်။ကျွန်တော်ရက်ွက်လီကမိစက်တန်တွေကြာစူညံနေစေ။ တွန်းလဲရီနဲ့ရေရင်းရှိတဲ့ဘုံကြီးကျောင်းစီရေခတ်ဆင်းနေစေစားစားရအတီကြမဖြစ်သေးချိန်ပါချန်ပီယံလိဖိုင်နယ်ကိုတိုက်ရိုက်ကြည့်ရဖို့ကထင်တော့မလွယ်ဘူးမန်ယူနိုက်တက်နဲ့ချဲဆီတို့စီးချင်းထိုးမဲ့အော်အင်္ဂလိပ်ဖိုင်နယ်ကိုဘလို့မှလက်မလွတ်နိုင်လို့အရီနာမှာဘောလုံးပွဲယုံရှားပုံတော်ဖွင့်ခဲ့ရတယ်အရင်ပြနေကြဘောလုံးပွဲယုံတွေကနာကစ်ဒန်ကြောင့်ပြန်လဲပြီးတော့တီထောင်နေရတယ်အော်အင်္ဂလိပ်ဖိုင်နယ်ကံမဲ့ရက်ထိဗမာကြည့်ရမယ်မသေးကြဘူးအခုခေတ်လိုနီးပညာခင်မဟုတ်လို့ချန်ပီယံလိပွဲတွေတိုက်ရိုက်ပြတဲ့ပြည်တွင်းရုပ်တံလိုင်းလဲမရှိပါဘူး ကံကောင်းစွာပဲပွဲကစားမဲ့နေ့လယ်ပိုင်းလောက်မှာကယ်တင်ရှင်ဘောလုံးပွဲယုံပေါ်လာခဲ့တယ်။ဘောလုံးပွဲယုံစစ်စစ်မဟုတ်ပါဘူး။တိတ်ပြီးမခမ်းနားတဲ့ခက်ကုတ်ကုတ်လက်ဖေးဆိုင်လေးပါပဲ။လက်ဖေးဆိုင်ဆိုမြဲလဲလက်ဖေးဆိုင်တီးတဲ့မဟုတ်ပြန်ပါဘူး။ထမင်းနဲ့ဟင်းမာတွဲရောက်တဲ့လက်ဖေးဆိုင်မကြထမင်းဆိုင်မကြဆိုင်လေးမှာပဲဂျုံအောင်ဂျုံကဲ All English Final ကိုခံစားခွင့်ရခဲ့ပါလိမ့်။မိဇတန်တညာညာစေလိနန်ွေကြားကခက်မောင်မောင်ခက်အိုက်အိုက်နဲ့ကိုတော်ပုံစံအခမ်းနဲ့မမေ့နိုင်စရာချန်ပီယံလိညပါပဲ။ အခု18နှစ်ကြာတဲ့ထိ2008 Champions League Final ညချမ်းဟာနှလုံးသားတွေပြန်တွေးလိုက်တိုင်းလှုပ်လှုပ်ခတ်ခတ်ရှိနေသေးပဲ။ Champions League ရဲ့အရသာ Champions League ပွဲကြီးရတဲ့အသွင်းတရံဟာနှစ်ကာလတွေအတွင်းမှာရုပ်ပိုင်းဆိုင်ရာအပြောင်းလဲများစွာရှိခဲ့ပေမဲ့ Champions League လိုအတန်ကြာရင်ခံစားရတဲ့စိတ်အမရိဟာမပြောင်းလဲခဲ့ဘူး။ All English Final Premier League အသင်းအသင်းစီးချင်းထိုးမဲ့ Champions League Final ကိုထပ်ပြီးခံစားခွင့်ရကျင်သေးတယ်။ပြီးခဲ့တဲ့900ဒီတွဲမှာ Champions League မှာ English Final နှစ်ခါခံစားခွင့်ရခဲ့တယ် လီဗာပူးနဲ့စပါတင်ဆုံတဲ့2019ဖိုင်နယ်မန်စီးနဲ့ချဲဆီလိုဆုံတဲ့2021ဖိုင်နယ်တွေဖြစ်ပါတယ်အဲ့ဒီ900ရာသီတွင်းမှာပရီးမီးယားလိအသင်းတွေဖိုင်နယ်တက်တာ3ချိန်ကြီးရှိခဲ့တာပါပရီးမီးယားလိရဲ့လွမ်းမိုးနိုင်စွမ်းကအတော်လေးကြီးမားတယ်ရုပ်တံဝင်ငွေနဲ့ပရိသတ်အားပေးမှုကပရီးမီးယားလိအသင်းတွေဖိုင်နယ်မှာဆုံကြရင်ပုံမှန်များပြားပါတယ်လက်ရှိရသည့်ချန်ပီယံလိမှာပရီးမီးယားလိအသင်းတွေကခီးချမ်းနေရပါလိမ့်မယ်အာစနယ်ကစားမဲ့လီဗစ်ရှစ်ပွဲထဲမှာဘိုင်မြူနစ်အင်တာမီလန်အက်တလက်တီကိုအသင်းတွေနဲ့မတိုင်ခင်မှာ နှစ်ပွဲနိုင်ရထားလို့နောက်တစ်ဆင့်သေချာတော့ဖြစ်နေပါပြီ။ပရီးမီးယားလိအသင်းတွေနဲ့မန်စီးတီးနဲ့လီဗာပူးကပွဲအကြဆုံးအသင်းတွေဖြစ်ရှိနေပါတယ်။ဒေါမွန်၊ရီယယ်၊လီဗာကူဆင်၊ဗီလာရီယယ်၊နာပိုလီတို့လိုအသင်းတွေနဲ့ရင်ဆိုင်ရမှာကမန်စီးအတွက်အမားမခံတဲ့အခြေအနေ။ပြီးခဲ့တဲ့ရာသီကလို့ပလေးအော့ဖ်အဆင့်ကနေမထွက်ရအောင်တတိထားရပါမယ်။လီဗာပူးကရီယယ်၊အင်တာမီလန်၊အက်တလတီကိုအသင်းတွေနဲ့လီဖေ့စ်မှာကစားဖို့ရှိနေပြီးမန်စီးတီးလောက်ဖိအားမရှိပေမဲ့ဒါရိုက်နောက်တစ်ဆင့်တက်အောင်ရုန်းကန်သွားနိုင်ပါတယ်။ ချက်စီသင်းစီကိုတော့နောက်ဆက်နှစ်ချန်ပီယံလိအောင်ပွဲအငွေ့အသက်တွေပြန်လဲပြီးတော့လွင့်ပြန်လာချိန်မှာနာပိုလီဘင်ဖီကာဘာစီလိုနာဘိုင်မြူနစ်အသင်းတွေနဲ့စုံနေပြီးတော့အဲ့ဒီအသင်းတွေက2012ချန်ပီယံလိရှုံးထွက်ဆင်မှာချက်စီကြော်ဖြတ်အနိုင်ယူခဲ့တဲ့ပြိုင်ဘက်တွေပါဘိုင်မြူနစ်ကိုရှုံးပြီးတော့ဘင်ဖီကာကိုနိုင်ရထားတဲ့ချက်စီကနောက်ထပ်ပြိုင်ဘက်တွေကိုကြော်ဖြတ်ပြီးနောက်ဆင်ကိုခက်လွယ်လွယ်တက်ရောက်နိုင်မလားမြူကာဆယ်ကနှစ်ပွဲကစားပြီးချိန်မှာ၃မှတ်ရထားပြီးတော့သူလည်းနောက်ထပ်ဆင်အတွက်အမှားမခံပါဘူးပရီးမီးယားလိအသင်းတွေချန်ပီယံလိမှာဘလောက်အောင်မြင်မလဲ All English Final ကိုမြင်ရဖို့ရှိနိုင်မလား